တခါတော့ကမြို့နဲ့တတော်လေးကိုဝေးခေါက်နေတဲ့ရွာငယ်လေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာငယ်လေးဟာဘေးပပတ်လယ်မှာတောတောင်တွေထူးထပ်နေပြီးတော့ရွာလေးဟာတောတောင်တွေရဲ့အလယ်မှာတည်ရှိနေပါတယ်။ရွာလေးကတော့အရှမ်းကိုအေးချမ်းသာရပါတယ်။ဒီရွာလေးမှာတော့အင်ချေတိတ်မများပါဘူး။ အရင်အစဉ်ဆက်ကနေထိုင်လာခဲ့တဲ့ရွာခန့်သူတွေကနေထိုင်ကြပါတယ်။အဲ့ဒီရွာငယ်လေးကတော့အေးချမ်းသာရပြီးရွာလေးထဲမှာစေးဆရာဆိုလို့စေးဆရာကြီးဦးမြင့်တင်တယောက်သားရှိပါတယ်။ဦးမြင့်တင်ကတော့ရွာလေးထဲကလူတွေမှန်သမျှကိုသူ့ပဲတိုင်ခံကုသပေးပါတယ်။ဦးမြင့်တင်ကတော့စေကုသရုံမဟုတ်ပဲတရေတစီဘူကတာတွေကိုပါကုသပေးပါတယ်။ပြောရရင်တော့ဦးမြင့်တင်ဟာတရေတစီတွေကို ကုသပေးရမှာလဲနာမည်ကြီးပါတယ်။တနေ့မှာတော့မင်းမင်းဟာ အမေဖြစ်သူနေထိုင်မကောင်းဖြစ်တာကြောင့်စေးစရာကြီးဦးမြင့်တင်ကိုအိမ်ကိုပင့်လာခဲ့ပါတယ်။ဦးမြင့်တင်ကလည်းမမေရဲ့အမေဖြစ်သူကိုတေချာဆန်းသက်ဆက်ဆဲပြီးတော့ကုသပေးခဲ့ပါတယ်။ဒါပေမဲ့သူကုသပေးခဲ့တာက မထီရောက်ခဲ့ပါဘူး။မမေရဲ့အမေဖြစ်သူကကြာလေလေပို့ပို့ပြီးတော့ဆိုးလာပြီးအပြင်းပြားလာပါတယ်။တရွာလုံးမှာမှတီဆေးဆရာကြီးတယောက်သာရှိရာကြောင့်မမေမှရွေးချယ်ဆရာကလည်းမရှိပါဘူး။ မင်းမင်းကအခုဆိုရင်အမေဖြစ်သူကိုစေကူတာပေးနေတာသုံးရတာရှိခဲ့ပါပြီဒါပေမဲ့နောက်ဆုံးမှာတော့မင်းမင်းရဲ့အမေဖြစ်သူက ပြန်လဲကောင်းမွန်မတက်တာလားပဲတည်ဆုံသွားခဲ့ရပါတယ်မင်းမင်းကတော့အဲ့ဒီပေါ်မှာစိတ်ဆိုးတာတို့အပြစ်တင်တာတို့မခံစားရပဲဒါကကန်ကြမားလို့သာတွေးလိုက်ပြီးတော့ကိုကိုကိုဖြည့်သိမ့်လိုက်ပါတယ်အမေဖြစ်သူကတော့ဘာဖြစ်လို့ယောဂချင်းတွေကမတက်တာပဲပူပူဆိုးလာလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ် ။တနေ့မှာတော့ဆေးဆရာကြီးဦးမြင့်တင်ရဲ့တပည့်ဟာသူ့ရဲ့ဆရာဖြစ်သူကိုမေးခဲ့ပါတယ်။ဆရာဘာဖြစ်လို့မင်းမရဲ့အမေကပို့ပြီးတော့ကျန်းမာရေးအခြေအနေဆိုးသွားပြီးတော့အသက်ဆုံးရှုံးသွားရတာလဲ။ဆရာကလည်းသူ့ထိထိရောက်ရောက်ကုသပေးခဲ့တာပဲလေ။ကျွန်တော်ကသူ့ပြန်ကောင်းဖို့လာမယ်လို့ထင်ခဲ့တာ။အဲ့ဒီချိန်မှာတော့ဆေးဆရာကြီးဦးမြင့်တင်လည်းဒီတို့ရှီမောလိုက်ပါတယ်။တပည့်ရင်ငါသူ့အသေးချာကုသပေးတယ်ဆိုတာအပေါ်ရံပါကွာ။တကယ်တော့ငါ သူ့ကိုအပြင်းပြားစေတဲ့တတ်မတဲတဲ့စေးတွေပဲပြီးခဲ့တာအခုလို့လောက်ခဲလို့သူကပြန်လဲတတ်တာကောင်းမွန်လာရင်လဲငါတို့နာမည်ရမယ်အချိန်နေပိုဆိုးသွားရင်လဲသူ့ကိုပြန်ကူတာလို့ငါတို့စေဝါစေတွေရမယ်ယောဂါကူတာခါရမယ်ပြီးတော့ငါတို့တွေ့နှခါအဆင်ပြေတယ်လေမဟုတ်ဘူးလားကွာစေးဆရာကြီးဦးမြင့်တင်ကပွန့်ပွန့်လင်းလင်းသူ့ရဲ့တပည့်ကိုပြောပြလိုက်တယ် ူရဲ့တပည့်ဖြစ်သူကလည်းဆရာဖြစ်သူရဲ့အကြံကောင်းအကုံကိုသဘောပေါက်သွားပြီးတော့ချီးကျူးပြောဆိုလိုက်တာစိတ်ဆရာကြီးဥမြင့်တင်လည်းဟားတိုက်ပြီးရှီမောလိုက်ပါတယ်။ဒါပေမဲ့သူတို့အခုလိုပြောနေတာကိုတယောက်ယောက်ကခုတ်ပြီးတော့နားထောင်နေပါတယ်။ဒါကိုတော့စိတ်ဆရာကြီးတို့ရဲ့တပည့်မြောက်ကလုံးဝမသိပါဘူး။မမင်ကသူတို့အချင်းချင်း တီတိုးပြောဆိုပြီးရှီမောနေတာကိုအဆအဆုံးအိမ်လေးရှိကနေဖျက်လျှောက်လာရင်ကြားလိုက်မိတာပါဒါကြောင့်မို့မင်းမင်းလည်းအသားလေးချောင်းပြီးနားထောင်ခဲ့တာမင်းမင်းကစိတ်ဆရာကြီးရမကောင်းတဲ့အကြံဉာဏ်တွေကိုအကုန်သဘောပေါက်ပြီးတော့သိရှိသွားခဲ့တာပေါ့တကယ်တော့စိတ်ဆရာကြီးဦးမြင့်တဲ့ဟာရွာတွေကလူတွေကိုလှည့်စားနေတာပဲဖြစ်ပါတယ်မင်းမင်းလည်းအခုလိုကိုယ်တိုင်ကြားသိလိုက်ရတဲ့အပေါ်မှာဒေါသထွက်သွားခဲ့ပါတယ်။ ဆေးဆရာကြီးဦးမြင့်တင်ကြောင့်လဲသူ့ရဲ့မိခင်ဖြစ်သူက အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့မင်းမင်းတယောက်ဦးမြင့်တင်ရဲ့အကြောင်းကိုစဉ်းစားရင်းနာကြည့်သွားခဲ့ပါတယ်။သူ့အနေနဲ့လဲအခုလိုလှုပ်ခဲတဲ့ဆေးဆရာကြီးကိုအမြန်ဆုံးလက်စားပြန်ချေမယ်လို့တွေးလိုက်ပါတယ်။ဒီလိုနဲ့မင်းမင်းလဲအင်ကိုပြန်လာခဲ့ပြီးသူ့ရဲ့တငယ်ချင်းဖြစ်သူရမုံစီကိုတွားပြီးတော့ဆေးဆရာကြီးရဲ့မကောင်းတဲ့အခြေအနေတွေကိုပြောပြလိုက်ပါတယ်။ရမုံဆိုတာက မင်းမင်းနဲ့ငငယ်ကလေးကခင်မင်လာတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ရမုံကလည်းမင်းမင်းပြောတာကိုသေချာနားထောင်လိုက်ပြီးရွာထဲမှာအခုလိုစိတ်ဆရာမျိုးမရှိတာကကောင်းတယ်ဆိုပြီးတော့မင်းမင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့မင်းမင်းနဲ့ရမုံတို့ဟာစိတ်ဆရာကြီးကိုကောင်းကောင်းကြီးပညာပေးဖို့အတွက်အကြံထုတ်ခဲ့ကြပါတယ်။တနေ့မှာတော့ရမုံဟာကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးတော့စိတ်ဆရာကြီးဦးမြင့်တင်ရဲ့အိမ်ကိုသွားခဲ့ပါတယ်။ရမုံကတော့သူ့ရဲ့လက်မှာလဲ ရှင်ဟောင်းပုံစံရတဲ့လက်ကောက်လေးတစ်ခုကိုဝတ်ဆင်ထားပြီးတော့ဥမြင့်တင်ရဲ့အိမ်ကိုရောက်တော့သူနေမကောင်းဖြစ်နေတာပြောခဲ့ပါတယ်။ဥမြင့်တင်ကလည်းထုံးစံတိုင်းပဲရမုံကိုကူးတာပေးခဲ့တာပေါ့။ဥမြင့်တင်ကရမုံရဲ့လက်မှာဝတ်ထားတဲ့လက်ကောက်ကိုသေသေချာချာကြည့်လိုက်ပြီးတော့အဲ့ဒီလက်ကောက်လေးကအရန်ကိုလှပတာပဲလို့စဉ်းစားနေမိပါတယ်။ ရမုံလဲဥမြင့်တင်စီမှာယောဂါကိုကုသချင်းအောင်စပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ရမုံလဲအိမ်ကိုရောက်လာတော့တငယ်ချင်းဖြစ်သူမင်းမင်းကိုအချိုးချောင်းနေပြောပြလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့မင်းမင်းလဲသူကြံစီထားတဲ့အတိုင်းပဲသူကိုယ်တိုင်ပဲဆေးဆရာကြီးဥမြင့်တင်ရဲ့အိမ်ကိုသွားခဲ့ပါတယ်။မင်းမင်းကတော့ ရွာထဲမှာဟန်ဆောင်ပြီးတော့ဈေးကူတာပေးနေတဲ့ဦးမြင့်တင်ကိုအယန်းကိုနာကြည့်ပြီးတော့လက်စားချက်ချင်းစိတ်သာရှိနေပါတယ်။ဒီလုံနဲ့မင်းမင်းလည်းဦးမြင့်တင်အိမ်ကိုရောက်တော့ယောဂါကူတာခံနေလိုက်ပါတယ်။ဦးမြင့်တင်ကလည်းသူ့ကိုတေချာဆက်ဆဲပြီးတော့ကူတာပေးပါတယ်။မင်းမင်းလည်းဆေးဆရာကြီးစီမှာကူတာခံပြီးသွားတာနဲ့ဆေးဆရာကြီးကိုသူ့မှာပါလာတဲ့လက်ကောက်တကွင်းထုတ်ပြခဲ့ပါတယ်။ဆရာဒီလက်ကောက်ကအရန်တန်မိုးရှိတယ်။ရှီဟောင်းလက်ကောက်ပါ။ ျွန်တော်မှဈေးဘဝခပေးစရာတော့မရှိပါဘူး။ဒါကြောင့်မို့ဒီရှင်းဟောင်းလက်ကောက်လေးကိုရောင်းပြီးတော့ဆရာဆေးကူတာလေးပေးပါမယ်။ဦးမြင့်တင်လဲမင်းမင်းပြတဲ့လက်ကောက်လေးကိုကြည့်ပြီးတော့သူလည်းရမုံလက်မှာဝတ်ဆင်ထားတဲ့လက်ကောက်ကိုအမှတ်ရလိုက်ပါတယ်။ရမုံလက်မှာဝတ်ဆင်ထားတဲ့လက်ကောက်လေးကလည်းအခုမင်းမင်းပြတဲ့လက်ကောက်နဲ့ပုံစံအတူတူပဲဖြစ်နေပါတယ်။စေးစရာကြီးဦးမြင့်တင်ကတော့မင်းမင်းပြောတာကိုသေချာစွာစဉ်းစားလိုက်ပါတယ်။မင်းမင်းကဒီလက်ကောက်ဟာအရန်ကိုတန်မိုးရှိတယ်လို့ပြောပါတယ်။ အဲ့ဒီချိန်မှာတော့စိတ်ဆရာကြီးဦးမြင့်တင်လဲမမင်းကိုမေးလိုက်ပါတယ်မမင်းဒီရှေးဟောင်းလက်ကောက်ကတကယ်ကိုတန်ဖိုးရှိရလားလှတော့လှတာပဲငါ့ကိုဒီလက်ကောက်နဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ကွာဟုတ်ကဲ့ပါဆရာဒီရှေးဟောင်းလက်ကောက်ကအရန်ကိုတန်ဖိုးရှိပါတယ်ဒီကနေငွေကြေးတွေအမြောက်များရနိုင်ပါတယ်ဒီရှေးဟောင်းလက်ကောက်တွေကိုနိုင်ငံခြားဈေးမှာတွားရောင်းပြီးတော့နိုင်ငံခြားသားတွေကိုရောင်းလို့ရပါတယ်သူတို့ကတကယ်ကိုကြိုက်ကြတယ် နိုင်ငံခြားသားတွေဆိုတာရှေးလက်ရာတွေရှေးဟောင်းပစ္စည်းတွေကိုသဘောကျကြတယ်လေမင်းမင်းကဥမြင့်တင်ကိုပြောလိုက်တော့ဥမြင့်တင်လည်းစိတ်ဝင်စားသွားပါတယ်မင်းပြောတာသေးချလားကွာငါတော့အခုမှမြင်ဘူးတာပဲငါလည်းဒီလက်ကောက်လေးဝယ်ပြီးတော့အမျက်နဲ့ပြင်အောင်ချင်တယ်နိုင်ငံခြားသားတွေဝယ်တော့ငါလည်းအမျက်ဆုံးပူရမှာပေါ့ဥမြင့်တင်ကသူ့ဟာသူတွေ့ရင်လောဘကြီးလာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာတော့ဦးမြင့်တင်ဟာအဲ့ဒီရှင်ဟောင်းလက်ကောက်ရရေးကိုပဲ အာယုံဆိုင်လာခဲ့ပါတယ်။အဲ့ဒါကိုတော့မင်းမင်းကလည်းသဘောပေါက်သွားပြီးအိမ်ကိုပြန်သွားခဲ့ပါတယ်။အခုဆိုရင်ဦးမြင့်တင်ဟာရှင်ဟောင်းလက်ကောက်ကိုအရန်လို့ချင်နေပြီးဘလို့ရရှိအောင်လုပ်ရမလဲဆိုတာကိုပဲတွေးတောနေပါတယ်။တနေ့မှာတော့ရမောင်ဟာရှေးဆရာကြီးဦးမြင့်တင်အိမ်ကိုပြန်လည်ရောက်ရှိလာပြီးတော့ကောင်းကြိုက်တာမတက်တာဘူးလို့ဆေးဆရာကြီးကိုပြောပါတယ်။ အဲ့ဒီချိန်မှာတော့ဆေးဆရာကြီးဦးမြင့်တန်ကလည်းသူ့မှာရှိတဲ့ဆေးဝါးတွေကိုယူလာခဲ့ပြီးတော့နောက်ထပ်တစ်ချိန်ကုသဆေးရိတ်တောင်းခဲ့ပါတယ်။ဦးမြင့်တန်ဟာသူ့မှာပါလာတဲ့ဆေးပူးတွေကိုပေးရင်ရမုံရဲ့လက်မှောက်ဝတ်ထားတဲ့ရှင်းအောင်လက်ကောက်ကသာလုံချင်မှတ်မောရစိတ်နဲ့ကြည်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆေးဆရာကြီးဦးမြင့်တန်ကရမုံကိုမေးလိုက်ပါတယ်။မင်းဒီလက်ကောက်ကိုငါ့ကိုပြန်ရောင်းမလား။ဒီလက်ကောက်ကအရင်ကလှတာပဲ။မင်းတကယ်လို့ဆေးဖိုးဝါးခါမရှိရင်လဲ ငေါ့ဈေးဘွားခအနေနဲ့ဒီလက်ကောက်ကိုပေးစေချင်တယ်ရမုံကတော့ဥမြင့်တင်ပြောတာကိုညှင်းဆန်လိုက်ပါတယ်ရမုံကတော့ဒီလက်ကောက်ကိုမပေးနိုင်ပါဘူးဒါရှီဟောင်းလက်ကောက်လေးဒီရှီဟောင်းပစ္စည်းကိုကျမတန်ဖိုးထားတယ်ဒီလက်ကောက်လေးကကျမမွေရထားတာပါဒါကြောင့်မို့ပါနော်မဟုတ်ရင်ကျမဒီလက်ကောက်လေးကိုဈေးဘွားခအနေနဲ့ပေးပါတယ်အဲ့ဒီအချိန်မှာတော့ဥမြင့်တင်ကလည်းလူချင်းတတ်မှတ်တဲ့စိတ်နဲ့ရမုံကိုပြောခဲ့ပါတယ်ဒီလိုဆိုမင်းငေါ့ပြန်ရောက်ပါလား ဘလောက်ပေးရပေးရငါဝယ်မယ်မင်းငါ့ကိုပြန်ရောင်းပေးပါမင်းဘလောက်လိုချင်လဲဒီလက်ကောက်လေးကိုလှလို့လိုချင်တာဆရာကဘလောက်နဲ့ဝယ်ချင်လို့လဲရှင်ဒါရှေးပစ္စည်းပါပြန်ရောင်းရင်အမျက်ဆုံးအများကြီးရနိုင်ပါတယ်နိုင်ငံခြားသားတွေလည်းအရင်သဘောကျကြပါတယ်မင်းလိုချင်တဲ့လောက်ငါပေးမယ်လေငါ့ကိုပြန်ရောင်းပေးပါအဲ့ဒီချိန်မှာတော့ခက်လန်းလန်းမှာဆေးဆရာကြီးဦးမြင့်တင်တပည့်ကလည်းနားထောင်နေပါတယ်တပည့်ကလည်းဆရာဖြစ်သူကိုဝေးရောက်ပြီးတော့အကြံပေးလိုက်ပါတယ်ဆရာ သူပြောတဲ့ဈေးနဲ့ဝဲလိုက်ပါကျွန်တော်တို့တောင်ဈေးထဲမှာနိုင်ငံခြားသားတွေကိုသွားရောက်ရင်တိတက်မကအမျက်ဆုံးရနိုင်တယ်သူ့ကိုတော်ရုံသိရုံဈေးပဲပေးလိုက်ပါ သူလည်းပဲရရှိတဲ့ငွေကြေးရပျော်သွားမှာပါဈေးဆရာကြီးကလည်းတပည့်ဖြစ်သူပြောတာကိုသဘောတူလိုက်ပါတယ်အဲ့ဒီလိုနဲ့ဥမြင့်တင်ဟာသူရရှိထားတဲ့ဈေးဘဝခရီထဲကနေရမုံရဲ့လက်ကောက်လေးကိုဝယ်ယူခဲ့ပါတယ်ဒီနောက်မှာတော့ဆရာတပည့်နှစ်ဦးဟာအင်းထဲကိုထွက်လာပြီးတော့နိုင်ငံခြားသားတွေကိုလိုက်ရှာခဲ့ပါတယ် တကယ်တော့သူတို့ဟာအမျက်စုံကိုအများကြီးပိုတင်ပြီးတော့တီလက်ကောက်ကိုပြန်ရောင်းချက်နေတာပါဈေးထဲမှာတီလက်ကောက်ကိုပြန်ရောင်းချက်နေတာပါဈေးထဲမှာအချိန်တတော်ကြာအောင်နိုင်ငံခြားတောက်လိုက်ရှာကြည့်ပေမဲ့မတွေ့ခဲ့ပါဘူးတကယ်တော့သူတို့အလညာခံခဲ့ရတာကိုဥမြင့်တင်တို့ဆရာတပည့်နှစ်ယောက်ကမသိခဲ့ပါဘူးဦးမြင့်တင်တို့ဆရာတပည့်နှစ်ယောက်လည်းဈေးထဲမှာလက်လျှောက်နေရင်တနည်းအားကိုရောက်မှာတော့ဒီလိုလက်ကောက်မျိုးကိုရောင်းနေတဲ့ဆိုင်လေးတစ်ဆိုင်ကိုတွေ့ခဲ့ရပါတယ် သူတို့လည်းအံအားတင့်သွားပြီးအဲ့ဒီဆိုင်လေးကိုတွားလိုက်ပြီးတော့ဒါဟာတံမိုးဘလောက်ရှိလဲမေးခဲ့ပါတယ်။ဆိုင်ရှင်ကလည်းဒီလိုလက်ကောက်မျိုးဟာပိတ်တဲ့ချိန်နဲ့ရောင်းတာဖြစ်ပြီးတပိတ်တာကမှဈေးဘလောက်မှမရှိတာကိုပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ဆေးဆရာကြီးဦးမြင့်တင်လည်းသူအလိညာခံလိုက်ရပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဆေးဆရာကြီးဦးမြင့်တင်ကသူအလိညာခံလိုက်ရတာကြောင့်ဒေါသထွက်နေတဲ့ချိန်မှာတော့ရမုံရအတန်ကိုကြားလိုက်ရပါတယ်။ဆေးဆရာကြီး ဘလို့လဲအစင်ပြေရလားရှင်အသက်မွေးဝမ်းကြောင်းလောက်တော့အမျက်ဆိုးနေကိုကြည်နေလူနာတွေကရှင်းကြောင်ပို့ပို့ပြီးတော့တိတ်ဆုံးရလိမ့်မယ်စိတ်ကူးသားတဲ့သူကအမျက်ဆိုးနေကိုကြည်လို့မရပါဘူးပင်ကတကယ်တော့အယောင်ဆောင်ဆိတ်ဆရာပဲရွာထဲမှာတင်ဟာကြွာသားတွေကိုလင်ညာပြီးတော့ဒုက္ခပေးနေတာတကယ်တော့ကျမရှင့်ကိုရောင်းခဲ့တဲ့လက်ကောက်ကတန်ကြီးဘာမှမရှိဘူးရှင်ကလောဘစိတ်ကြောင့်သာငွေအများကြီးပေးပြီးတော့ဝယ်ယူခဲ့တာပါကျမတို့ဒီလိုလုပ်တယ်ဆိုတာ လောဘကြီးပြီးမကောင်းတဲ့အကျင့်စီတို့ကြံနေတဲ့ရှစ်လိုဆေးဆရာမျိုးပညာပေးချင်လို့ပဲမင်းကအယူလောက်ခဲ့တာပဲမင်းတည်တာတော့ကောင်းကောင်းတည်မှာမဟုတ်ဘူးဒီမှာဆေးဆရာကြီးကျွန်တော်တို့ကခမရောက်အယူလောက်တာမဟုတ်ဘူးခမရပဲရွာတဲ့လူတွေကိုလှည့်စားခဲ့တာခမရလောက်ရကြောင်မဲ့ကျုပ်ရဲ့မိခင်တည်ခဲ့ရတာရွာတဲ့လူတွေလည်းမင်းမင်းရဲ့အတန်ကြောင့်ဆေးဆရာကြီးဦးမြင့်တင်ရဲ့အကြောင်းကိုသိသွားကြပါတယ်ရွာတဲ့ကသူတွေကဆေးဆရာကြီးဟာ သူတို့အပေါ်မှာလဲစားနေမှတိခဲ့တာကြောင့်ဒေါသထွက်သွားပါတယ်။အားလုံးကဆေးဆရာကြီးဦးမြင့်တင်ကိုရွာထဲကနေထွက်သွားဖို့မောင်းထုတ်ခဲ့ပါတယ်။ကဲဆေးဆရာကြီးအခုတော့ဘလို့နေသေးလဲ။မကောင်းတော့လောက်ခဲ့လို့အခုလိုကြုံတွေ့ခဲ့ရတာပဲ။ရှင်နောင်တရဖို့ချိန်ကြံပါသေးတယ်။ရွာထဲကလူတွေကဆေးဆရာကြီးနဲ့တပည့်ယောက်ကိုရွာထဲကနေမောင်းထုတ်ကြပါတယ်။နောက်ဆုံးမှာတော့ဆေးဆရာကြီးတို့ဆရာတပည့်ယောက်ဟာ ရွာပြင်မှာပဲအစာရေစာငှက်မှုတ်ပြီးတော့တည်ဆုံသွားခဲ့ရပါတယ်။ဒါကတော့တဦးပေါ်တဦးလှည့်စားမိပါကကို့အပေါ်မကောင်းတဲ့အကျိုးတွေပဲပြန်ပြီးတော့ပေးလာတာဖြစ်ပါတယ်။ဒါကြောင့်မို့မကောင်းအောင်ကြံစည်တဲ့သူဟာတနေ့ကျရင်ကိုကိုယ်တိုင်ပဲပြန်လည်ပြီးတော့ပေးဆက်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါလူလူချင်းလှည့်စားခြင်းမှာခင်းဝေးနိုင်ကြပါစေ။အခုလိုဗီဒီယိုတွေကိုသဘောကျရဲဆိုရင်ကျမတို့ရဲ့ ZP Channel လေးကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်အမကတော့ Lady Kim ပါရှင်